ဟဲ့အခုငါတို့ဘာလုပ်ကြပုံစားကြမလဲအော်အငတ်မိုင်ရေးထဲမှာငတ်နေပြန်ပြီငါပြောနေတာငါတို့နိုင်ငံမှာဖြစ်နေတဲ့နိုင်ငံကြီးကြက်တဲမှုတွေလူမှုရေးစီးပွားရေးအဆင်မပြေတဲ့ကိစ္စကိုငါပြောချင်နေတာဟဲ့ငါတို့အပြင်ဟာငါတို့လူငယ်တွေအားလုံးအလောက်ကန်ခွန်းလန်းတွေဆုံးရှုံးပြီးတော့အနာဂတ်လမ်းပြောင်းနေတဲ့ကိစ္စကိုငါပြောချင်နေတာဟဲ့မသိဘူးလေ။ညံတေချာမှမပြောပဲနဲ့။ရေမရှိဖျားမရှိပြောတာ။ညံစောနောက်ငါတို့ညောင်ရှင်းအောင်ပြောရတာ။ညင်းတို့ညောင်ကလေ။အဲ့ဒါကြီးခတ်တာတည်လား။ ငါပြောနေတာငါတို့လူငယ်အားလုံးအနာဂတ်လမ်းနဲ့သက်ဆိုင်ရတဲ့ကိစ္စဟဲ့ငါတို့ရဲ့ငယ်စဉ်တည်းကနေပြီးတော့ပညာရေးတက်အောင်သင်ရမယ်ဆိုပညာရေးသင်ခဲ့ကြရတယ်။ဟိုအရွယ်လေးရောက်ပြီးပညာရေးလက်တက်ပြီးတဲ့အခါမှာငါတို့တက်မြောက်ထားတဲ့ပညာရေးချင်းနေလေလုပ်ငန်းတွေလုပ်ကင်အောင်မယ်လို့ထင်ထားခဲ့တာဟဲ့။ဒါပေမဲ့ငါတို့ထင်ထားလို့အေးအေးလူလူမဖြစ်လာခဲ့ဘူး။ငါတို့အကုန်လုံးလည်းဘွဲကိုစီကြပြီးကြပြီလေ။ဒါပေမဲ့ငါတို့အခုဘာဆက်လုပ်ကြမယ်လို့မင်းတို့တွေးထားကြတယ်။ဟမ်ဘာဆက်လုပ်ကြ ေးရငါလည်းအိတ်ကိစ္စကိုတိုးရှင်အခုဆိုတော့ငါဆိုဘွေးရသွားပြီလားဒါပေမဲ့ငါနဲ့အစီအမီမဲ့လောက်ရှာရအခုရှာမတွေ့ဘူးနောက်ဆုံးတော့အတေပြည်တွင်းမှာငါနဲ့အစီအမီမဲ့လောက်ရှာမတွေ့ဘူးဆိုတော့ငါလည်းပါပဲလောက်ရလောက်ရနိုင်ငံသားပဲထွက်ဖို့အစီအစဉ်လာတာပဲငါလည်းအခုလောက်တဲ့အလုပ်ပေါ်နေတဲ့နေရာမှာ CV form ရောလိုက်တင်ထားတယ်ဘာလို့ရမလဲမသိဘူးငါလိုချင်တဲ့ main point ရောရတယ်ငါပြောချင်တာအဲ့ဒီကိစ္စလေး ငါတို့ငငယ်လေးတွေကလေဘွားရပညာရှင်တယောက်ဖြစ်ဖို့အတွက်ငွေကြေးကြေးကြရရခံလာခဲ့ရတယ်။ပြီးရင်ပြီးဆက်ခဲ့ရတဲ့အချိန်တွေကလည်းအများများရနေဟာ။အဲ့တော့အခုခေတ်မှာဆိုလို့ငါတို့ဒီဘွားရပညာရှင်ဖြစ်ပြီးလာတဲ့အခါမှာတက်လာတဲ့ကုံစည်းနှုံးတွေရဲ့ရမယ့်အလုပ်ကိုင်ကြီးလစာကြီးကြည့်ပြီးတော့ငါတို့ဘလို့လုပ်ကိုင်ကြီးရှာဖွေရမယ်ဆိုတာအရင်ခက်ခဲရဲ့ဟာ။အဲ့ဒါဆိုလည်းနိုင်ငံရေးဆိုတော့ပြောပြပြများတာပေါ့။ကျွန်တော်ငါလည်းဆိုလို့ရှိရင်အကောင်နိုင်ငံသားတို့တော်ပြီးပြောလို့နေကြတယ်။ အဲ့လိုမျိုးလူငယ်တွေဖိပထွက်ပြီးအလုံးလောက်ကုန်တော့မအားလို့နိုင်ရမှာရှိတယ်လူစိန်စားအရင်းမြစ်တီးရဖုံးရှုံးကုန်တာပေါ့ဟာအဲ့ဒါကြောင့်ဒီပြဿနာတွေရဲ့အဖြေကိုဘယ်သူမှဖြေရှင်းပေးမလဲဆိုတော့ဟာငါတိချင်နေတာဟောငါညမတို့လူလာငယ်တာအတွေးကောဘယ်ဆိုးလို့လဲအော်ကိုခန့်ရယ်ဘာရယ်တော့မဟုတ်ပါဘူးအခုလက်ရှိနိုင်ငံမှာဖြစ်နေတဲ့ချိန်ချင်းခါရဲ့ပုံစံတည်ပြီးတော့ညံရင်ပြန်ကြောက်နေဆွေးနွေးနေကြတာပါဘာဖြစ်ပြီပါ ကိုညီတို့ကိုညီမတို့လိုလူငယ်လူရွယ်တွေစီမှာဒီလိုအတွေးခေါ်ရှိရတော့တကယ်လေးစားဖို့ကောင်းတယ်